ဆွဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Week 7 Premier League ပွဲစဉ်တွေရဲ့စနေနေ့ပွဲမှာတော့ Chelsea က Stamford Bridge မှာ Liverpool ကို2-1နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီဗီဒီယိုမှာတော့ပွဲပြီးနောက်နှစ်ပတ်အသင်းရဲ့ပြောစကားတွေကိုတင်ဆက်ပေးသွားပါမယ် CRB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပြီးတဲ့အတွက်ကျေးဇူးပါ Liverpool ဘက်ကအမြင်နဲ့စလိုက်ပါမယ် ဒီဝဲမှာကိုရီကပ်ပိုတယောက်ခိုင်ဆဲတို့ရဲ့ဥဆောင်မှုကိုခြေပနိုင်ခဲ့ပေမဲ့96မိနစ်မှာတော့လီဗာပူးတို့အက်စတာဘာဝရဲ့နောက်ကျနိုင်ကိုခွင့်ပြုပေးခဲ့ရပါတယ်။ဒီရှုံးခွဲကြောင့်ပရီးမီးယားလိနှစ်ပွဲဆက်၊ကံပွဲစုံဆို၃ပွဲဆက်ရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။ရာလဲနဲ့ပတ်သက်လို့နီးပြအာနက်စလော့ကနောက်ထပ်ဆေးပြက်စရာရာလဲတစ်ခုပါ။ဒါကရှင်းပါတယ်။ဖဲလီစ်နဲ့ဘွဲနဲ့တောင်မှရာလကဆင်းတူပါတယ်။ဘွဲထဲမှာဖြစ်ခဲ့တာတွေကတော့ခြားနာပါတယ်။ဘာလို့ဆိုနှစ်သိန်းလုံးကကစားဟန်တွေခြားနာမှုရှိလို့ပါ။ ဘယ်လီစ်နဲ့ပွဲလုံးကထက်ဒီပွဲရဲ့ပထမပိုင်းမှာ pitch chance တုံးချိန်တော့ကျွန်တော်တို့ဖန်တီးနိုင်ခဲ့ပါသေးတယ်။သို့တော့ပြိုင်ဘက်ကခွင့်ရေးတစ်ချိန်ပဲရပြီးတကိုးသွင်းယူသွားပါတယ်။အဲ့ဒီအပိုင်းမှာဘယ်လီစ်နဲ့ကွာတာပါဘယ်လီစ်နဲ့တုံးကကျွန်တော်တို့ခွင့်ရေးတွေအများကြီးပထမပိုင်းမှာခွင့်ပြုခဲ့ရတာပါ။အရင်တစ်ပတ်ကရောဒီနေ့မှရောဒုတိယပိုင်းမှာရောကျွန်တော်တို့ခြေပါကိုအနိုင်ကိုတွေအတွက်တော့ခွင့်ရေးတွေအများကြီးကိုဖန်တီးနိုင်ခဲ့ပါတယ်။ပွဲထဲမှာတော့ကျွန်တော်တို့အနိုင်ရတော့မယ်လို့ခံစားခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒုတိယပွဲချိန်အများစုမှာ 4vs 3ဆိုတဲ့အနေအထားကိုကျွန်တော်တို့အများကြီးရခဲ့တာပါနောက်ဆုံးဂိုးရမယ်ပေးပို့မှုတွေကြာမှာရွေးချော်သွားပါတယ်နောက်ဆုံး10မိနစ်မှာတော့အားလုံးက50 50ပါပြီဘယ်အသင်းမဆိုနိုင်ရသွားနိုင်ရပါချက်စီကလုံနိုင်သွားပြီကျွန်တော်တို့ကမလုံနိုင်ခဲ့ပါအသင်းကအခုဒီပုံစံကောင်းတစ်ခုရှာဖွေနေရတော့လားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့တော့ Arnes Log ကကျွန်တော်တို့ကလည်း hybrid ချက်စီကလည်း hybrid ကစားရတာပါ ဒီအနေထားမှာနဲ့တင်းလုံးက pressing ကိုကြော်ပြီးခွင့်ရေးတွေရလာမှာတော့ပုံမှန်ခြေနေပါပဲ Stamford Bridge ကို ကျွန်တော်တို့ရောက်လာတယ်ချက်စီမှာတန်အဲကစားသမား၈ယောက်တိရှိနေတော့ဒါကျွန်တော်တို့တော့ခွင့်ရေးပဲလို့ထင်ကြရရှိပေမဲ့သူတို့မှနောက်ထပ်ကစားသမားကောင်းအရန်ကောင်းမှရှိနေပါသေးတယ်ဒီဘွဲမှာတော့ကျွန်တော်တို့ pressing ကနေသူတို့ကြော်ခက်တိုက်ဆစ်ဆင်ဖို့တော့မကြိုးစားတော့ပါဘူးနောက်ကနေပဲတဆင်ချင်းတိုက်ဆစ်ဆင်သွားတာပါကျွန်တော်တို့ကတော့သူတို့ pressing ကိုကြော်ဖြတ်နိုင်ရပါတယ်။မိုဟာမက်ဆာလာအလက်ဇန်ဒါအစ်ချက်တူရဲ့ အတွဲဖက်နဲ့ပတ်သက်လို့ပွဲနှမြကစားရင်သူတို့အတွဲဖက်မိလာပါလိမ့်မယ်ကျွန်တော်မြင်တာကကစားသမား၂ယောက်ရဲ့ chemistry မဟုတ်တော့အဓိကကဘေးတက်ကိုပထမပိုင်းမှာကျွန်တော်တို့တီချာမှာကစားနိုင်ရတဲ့အကြောင်းမှာလူရပိုင်းမှာတော့အခွင့်အရေးတွေပုံမရရှိလာပါလိမ့်မယ်ဒီဘဘူးအတွက်ခြေပါကူသွင်းယူပေးခဲ့တဲ့ကိုဒီဂပ်ပိုကလည်း interview မှာအခုလို ပြောဆိုသွားပါတယ်ပွဲကခက်ခဲပါတယ်ကျွန်တော်တို့အသင်းကောင်းတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရတာပါပထမပိုင်းမှာတော့သူတို့အင်မတန်ကောင်းတဲ့သွင်းကိုတကူရခဲ့ပါတယ် ဒုတိယပိုင်းမှာကျွန်တော်တို့ပြန်လာနိုင်ခဲ့ပြီးပွဲကညတာပါတယ်။ဒုတိယပိုင်းမှာကျွန်တော်တို့ပိုကောင်းခဲ့တာတော့အမှန်ပါပဲသို့တော့တန်ပြန်တိုက်စီမှာတော့ခြေစည်းရအန္တရာယ်များပါတယ်။နောက်ဆုံးမိနစ်မှာနိုင်ကိုပေးလိုက်ရတာတကယ်ကိုခံစားရခက်ပါတယ်။ဒုတိယပိုင်းမှာသင်ရပွဲကိုမထိန်းထားနိုင်ခဲ့ရပါဘွဲကိုဒီချပြန်လေးလာပါလေးလာပါအောင်မယ်။ခြေပါကိုရပြီးနောက်ပါကျွန်တော်တို့ဆက်ဖိထားတယ်။အနိုင်ကိုရသွားတဲ့အချိန်ကျွန်တော်တို့သွားခဲ့သင့်တာပါ။2-1ဖြစ်မဲ့ခွင့်ရေးတွေကိုလည်းသုံးမချနိုင်ခဲ့ပါဘူး။ဒီတော့ခြေစည်းရအချင်းပြန်တင်ပြီးတော့နိုင်ကိုရှာသွားတာပါပဲ။ ။အနေနဲ့များတယ်ပြန်ပြပါ။ဝင်းကိုရှင်နဲ့ဒီပြားတွေပြောစကားတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ချဲစီးဘက်ကိုကြည့်လိုက်အောင်။ချဲစီးဘက်မှာတော့အနီကက်တစ်တန်ကြောင့်ဒီပြားအန်ဇိုမာရိုစကာဒီယာကိုပွဲပြီးတဲ့င်းသာရှင်လင်းပွဲကိုမတက်ရောက်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဒီပြားဤနေရာကိုလက်ထောက်ဒီပြားဝီလီကာဗီလာရိုကတာဝန်ယူပေးသွားခဲ့ပါတယ်။ချဲစီးတို့ကတော့ဒီပွဲရဲ့ပထမပိုင်းမှာ ရင်ရင်နေတဲ့အခြေအနေကိုခိုင်ဆဲသူရဲ့လှပတဲ့တွင်ကိုလည်းလှုပ်ခတ်နိုင်ခဲ့တယ်လို့ဒုတိယပိုင်းမှာလည်းကပ်ပူရဲ့ခြေပါကိုခွင့်ပြုခဲ့ရပါပြီ။နောက်ကြနိုင်ကုန်တဲ့သူသုံးနှက်ရှာပွေနိုင်ခဲ့ပါတယ်။ဝီလီကာဗလာရောကတော့အင်းသားတွေတပ်ပွဲဝင်စီတက်ကိုဟုလိုချီကျူသွားပါတယ်။လက်ထောက်နီးပြပထမဆုံးအနေနဲ့နီးပြကြီးမာရစ်ကာအနေနဲ့လည်းလိုက်ပွဲအတွက်ပျော်ရွှင်နေကြောင်းဒီပေးကြပါတယ်။သူကိုယ်စားပေါ့ကျွန်တော်ကကစားသမားတွေကိုချီကျူခုံပြုဖို့လည်းဖားလိုက်ပါတယ်။ ျွန်တော်တို့ကစားခဲ့တဲ့ပုံနဲ့ကျွန်တော်တို့ဖန်တီးခဲ့တဲ့အခွင့်အရေးတွေရနိုင်ပွဲနဲ့အပြည့်အဝထိုက်တန်ပါတယ်ချေပူနောက်ဆုံးမိနစ်သွင်းကုန်နဲ့နိုင်ရခဲ့တဲ့အတွက်လည်းကစားသမားတွေကိုထူးချီးကျူးကျင်ပါတယ်ဒီနိုင်ပွဲအရောင်ရေးပါပါတယ်ကျွန်တော်တို့ပွဲကို full best ၄ယောက်နဲ့အဆုံးသတ်ခဲ့တာလည်းထူးခြားချက်ပါကစားသမားတွေအကောင်းဆုံးလုပ်ပြနိုင်ခဲ့ကြပါတယ်ရန်ကုန်ကနေထလာပြီးအသင်းအတွက်ရလကောင်းယူပေးနိုင်ခဲ့တဲ့ကစားသမားတွေကိုလည်းချီးကျူးကျင်ပါတယ်အသင်းအတွက်သူတို့ကအဆင်သင့်ဖြစ်နေပြီးတော့မတူညီတဲ့ position မှာကစားပေးခဲ့တယ်လို့မေကွန်းထုတ်တာမျိုးတွေလည်းမလုပ်ခဲ့ကြပါဘူး ကွေးနေရ12ရောက်မြောက်ကစားသမားတွေဖြစ်တဲ့ပြိသက်တွေရဲ့အားပေးမှုနဲ့ပတ်သက်လို့လဲနောက်ဆုံးမိနစ်30မှာကွေးနေရပြိသက်တွေရကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုစွဲတင်ပေးသွားပါတယ်ဒါမျိုးကိုကျွန်တော်တို့သဘောချပါတယ်ဝေးကွေးလာကစားတဲ့အတင်းအတွက်ခက်ခဲတဲ့အငွေအသက်မျိုးကိုဖန်တီးပေးနိုင်ဖို့ပါဗျိုင်းတဲ့ကျွန်တော်တို့ကစားသမားတွေအတွက်လည်းပွဲတဲမှာပုံမှုရုံးကန်သွားနိုင်ပါတယ်ဒါမျိုးပွဲစဉ်တွေမှာလည်းပြိသက်တွေဒီလိုမျိုးရှိနေဖို့မျှော်လင့်ပြီးပြိသက်တွေကကျွန်တော်တို့အတွက်အမြဲတမ်းလည်းရှိနေမှာဖြစ်ပါတယ်လို့အဲတထောင်ပြပြရတော့သူ့ရဲ့ အမြင်နဲ့ကစားသမားတွေကိုထုတ်ဖို့ချီကျူသွားတာပါမနေ့ကပွဲမှာတော့လူစားဝင်ကစားသမားလေးအက်စတာဗာဝူကချက်စီးတော်ရေးပါတဲ့အနိုင်ကိုတွင်းယူပေးသွားပါတယ်ဒီကစားသမားလေးကအခုမှ16နှစ်သားရှိသေးတာဖြစ်ပြီးတော့ဒီရသည်ချက်စီးအသင်းတော်တကူတွင်းတကူဖန်ပြီးပေးထားနိုင်ရပါဒီနွေရာဒီကမှပါမေရက်အသင်းကလည်းပြောင်းရွှေ့လာခဲ့တာလေဖြစ်ပါတယ် သူနေလေအခုလို twin ကိုရရှိသွားတဲ့အတွက်အင်ဗန်တန်ပျော်ရွှင်နေပြီးတော့နောက်ပွဲတွေမှာလည်းခြေစွမ်းပြနိုင်ကိုမျောလင့်ထားတယ်လို့ပြောဆိုသွားပါတယ်တွင်းထဲမှာလည်းသူ့ရဲ့စီနီယာကအသင်းပေါ်ရင်းနဲ့အပြင်းထန်အောင်ပွဲခံသွားတာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတာပါဒါကတော့စနေနေ့ပွဲကြီးပွဲကောင်းဖြစ်တဲ့ Chelsea Istanbul Bridge ကလီဗာပူးနဲ့ပွဲစဉ်2-1နဲ့နိုင်ရရှိသွားတာကိုနှစ်ဖက်သင်းရဲ့ပြောစကားတွေတင်ဆက်ပေးသွားတာဖြစ်ပါတယ်နော်ချီချောက်ကြီးပွဲကြီးပွဲကောင်းတွေနဲ့ပတ်သက်လို့နှစ်ဖက်အသင်းပြောစကားတွေကိုကြာခဏ တင်ဆက်ပေးသွားနိုင်ဖို့ကြိုးစားပါဦးမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။